မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့2025ခုနှစ်မှာထွက်ရှိခဲ့တဲ့ကိုရီးယားရဲ့အယံကိုထူးခြားတဲ့ crime action comedy ဇာတ်က Hitman 2ကိုပြောပြပြီးမှာပါဒီဇာတ်ကမှာခွန်ဆောင်ဝူကအဓိကတရုပ်ဆောင်ချပြီးတော့ Hitman 1ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်တဲ့အတွက်ပရိသတ်တွေရဲ့မျော်လင့်ချက်ကအယံမြင်မာခဲ့ပါတယ်ဒီဇာတ်လမ်းမှာတော့တရုတ်ဆောင်တွေကလာပါတဲ့ယုတ်ကြီးတွေကပြည်သက်တွေကိုတက်ကယ်ပဲအံ့အားတင်သွားစေခဲ့ပါတယ် ဒါပေမဲ့ကိုရီးယားဒါရိုက်တာတွေရဲ့အလွန်အကျွံစိတ်ခူးယဉ်ပုံစံနဲ့ထောပြတဲ့ဇလန်းကအချို့လူတွေကိုသဘောကျစေပြီးအချို့ကတော့ဝေဖန်ခဲ့ကြပါတယ်ဇလန်းကတော့ဂျွမ်ဆိုတဲ့ comic book ဇလန်းရေးဆရာတယောက်ကတည်းစတင်ပါတယ်။ဒါပေမဲ့တကယ်တော့သူဟာအမျိုးသားထောင်လန်းရေး agency NIS မှာအစ်စ်မ agent တယောက်ဖြစ်ခဲ့ဖို့ပါတယ်။ဒီကိစ္စကိုခမင်ရင်းနေတဲ့လူနည်းနဲ့ပဲထိထားပါတယ်။သူရဲ့အိမ်မက်ကိုအကောင့်အထည်ဖော့ဖို့အတွက်သူဟာ spy ဘဝကနေထွက်ခွာလာခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ပထမဆုံးကော်မက်ကအရန်ကိုလိုချင်မှလာတော့ပရိသတ်တွေကတန်တရားဝင်လာကြပါတယ်။ဘာကြောင့်လဲဆိုတော့ဂျွမ်းနဲ့သူ့ရဲ့ကော်မက်ထဲက main character ကြီးကတထက်တည်းဖြစ်နေလို့ပါတယ်။မီဒီယာသမားတွေကအင်တာဗျူးမှာတကယ်ပဲဒီဇလန်ဟာဂျွမ်းရဲ့ဇလန်ပဲလားဆိုပြီးမေးလာတဲ့အခါမှာတော့ဂျွမ်းကကင်မရာရှေ့မှာသူ့ဟာပိုးဟတ်တကောင်တော့မတည့်ရတဲ့အကြောင်းအင်တာနက်ပေါ်ကဒီလိုထင်ကျေပေးခံရတာတွေကတကယ်ပဲမဟုတ်ဘူးဆိုတဲ့အကြောင်းကိုခက်တီတီနဲ့လိန်ညာပြီးလုံးဝငင်းပယ်ခဲ့ပါတယ်။ အင်တာနက်ပေါ်ကဒီလိုထင်ကြေးပေးခံနေရတာတွေကတကယ်ပဲမဟုတ်ဘူးဆိုတဲ့အကြောင်းကိုခက်တီတီနဲ့လင်းညာပြီးလုံးဝညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့ဂျူးမတိလိုက်တာကသူ့ရဲ့ဒီကောမစ်ကသူ့ရဲ့ရန်သူဟောင်းတွေကိုအယံဒေါသထွက်သွားစေခဲ့ရဆိုတာပါပဲ။သူ့ကိုတတ်ချင်နေတဲ့ရန်သူတွေကတယောက်ပြီးတယောက်ကိုရီးယားနိုင်ငံထဲကိုရှုတ်ဝက်စွာဝင်ရောက်လာပြီးလက်စားချေဖို့စိတ်ကူးထားကြပါတယ်။ကန်ကောင်းတာကဂျွန်းရဲ့အဖွဲ့ကောင်းဆောင်ဟောင်းဒါဂယုနဲ့ဂျွန်းရဲ့ဖန်ဘွိုင်းထက်တဲ့ချီယိုကဒီအရာကိုကြိုတင်မြင်နိုင်ခဲ့ပါတယ် လူသက်သမားတွေမရောက်ခင်သူတို့ကအရင်ရောက်ရှိပြီးအားလုံးကိုချေမှုန်းခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကဂျွန်းကိုဘလက်တော့မှမပြောခဲ့ကြပါဘူး။သူတို့ဟာတကယ့်ကိုဂျွန်းအပေါ်မှာဂယုဆိုင်တဲ့သူတွေပဲဖြစ်ကြပါတယ်။အခုတော့ဂျွန်းကပျော်ရွှင်တဲ့မိသားစုတစ်ခုတိစောက်ထားပြီးတဲ့အထက်သူတို့ကအရေးထဲကနေဂျွန်းကိုကာကွယ်ပေးဖို့ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီအတော်အသွင်မှာပဲဂျွန်းရဲ့ဇနီးဖြစ်တဲ့မီနာကသူမရဲ့အိမ်မက်ဖြစ်တဲ့အနုပညာပန်းကြီးပြပွဲကိုနောက်ဆုံးကျင်းပနိုင်ခဲ့ပါတယ်။ဒီလိုကျင်းပနိုင်ခဲ့တာကလည်းဂျွန်းရဲ့အထောက်ပံ့ကြောင်းလို့ပြောရမှာပါပဲ။ဟုတ်ပါတယ်။ NIS ရဲ့လစာကအရန်နီးပါးလျက်အတွက်အဖွဲ့ခေါင်းဆောင်ကတ िश ူ box နှစ်ထုပ်ကြီးတယ်လာပြီးလက်ဆောင်ခဲ့ပါတယ်။ချီယိုကလည်းရှက်မနေပဲတ िश ူ box အထုပ်ကြီးတွေပဲယူလာပြန်ပါတယ်။ ပြပွဲကိုဒါဂယုကလာလေတော့ကမီနာကသူမရဲ့ business partner ဖြစ်တဲ့ Haiyan ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒါဂယုက Haiyan ရဲ့အလှကိုမြင်တဲ့အခါသူ့ရဲ့နှလုံးခုန်နှုန်းလေကဒါလို့မရအောင်ကိုပဲမြန်ဆန်လာခဲ့ပါတယ်။ဟိုင်ယန်ကဒါဂယုရဲ့အလုတ်ကိုမေးတဲ့အခါဒါဂယုကသူ့ဟာကောလိပ်ပမောခတ်တယောက်ဖြစ်တယ်လို့အေးဆေးစွာလိန်ပြီးကဟိုင်ယန်ရဲ့နှလုံးသားကိုစက်တင်သိမ့်ပိုက်ဖို့စ조사ရင်းအစစ်မဖြစ်တဲ့အခြေအနေကိုဖျောက်ဖို့ရက်စရာလေးတွေပြောလိုက်ပါတယ် ဒါဂယုကမရမရှိသေးဘူးဆိုတာသိတော့ဟိုင်ယန်ကမျက်စိတစ်ဖက်မိတ်ဖြားလိုက်တဲ့အခါမှာတော့ဒါဂယုရဲ့နှလုံးသားမှာနွေရာသီရောက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်။သူမတီးလိုက်တာကတစ်ဖက်မှာတော့ဟိုင်ယန်ကချက်ချင်းပဲချီယိုကိုပါဆွဲဆောင်နေပါတယ်။ချီယိုကဟိုင်ယန်ကိုမြင်တဲ့အခါသူ့နှလုံးသားကလုံးဝပေါက်ကွဲသွားတယ်လို့ခန်းစားလိုက်ရပါတယ်။ဟိုင်ယန်ကသူ့ကို business ကပေးတဲ့အခါချီယိုကအရန်ကိုပျော်ရွှင်ပြီးတော့မျက်စိရှိကကောင်မလေးရဲ့အလာအပါကိုမယုံနိုင်ဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီးဟိုင်ယန်ကသူတို့နှစ်ယောက်လုံးကိုအလိုပိတ်ရက်တွေမှာဖလာတီတက်စ်တွေပို့ပြီးတယောက်ချင်းစီနဲ့ဒိတ်တွေပါသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကဒီအမျိုးသမီးကဘလောက်အန်တရရရှိတယ်ဆိုတာကိုမသိခဲ့ကြပါဘူး။အဲ့ဒီအတော်အတွင်းမှာဂျင်ကသူ့ရဲ့ဒုတိယကောမစ်ကိုအပီသွတ်လုပ်နိုင်ခဲ့ပါပြီ။ဒါပေမဲ့အက်ဒီတာကအွန်လိုင်းတင်လိုက်တဲ့အခါစာဖတ်သူတွေကအယံဝေဖန်ကြပါတယ်။ ဘုံကျွန်လက်ပထမကောမစ်ကအရန်ကိုအောင်မြင်ခဲ့ပါတယ်။ဒါကြောင့်ဖတ်သူတွေကသူ့ကိုအရန်မြင်မာတဲ့စံကျင်နဲ့မျောလင်လာကြတယ်။ဒါပေမဲ့ဒုတိယကောမစ်ကအဲ့ဒီစံကျင်နဲ့မမီတော့ဖတ်သူတွေကစိတ်ပျက်ပြီးဝေဖန်ကြတာပါ။ပိုဆိုးတော့တာကသူ့တမီကပါဇလံကအရန်ပြင်းစရာကောင်းပြီး flat ဖြစ်နေတယ်လို့ပြောခဲ့ပါတယ်။ဝေဖန်မှုကအရန်ကြမ်းတမ်းပြီး editor ကအရန်စိတ်ဖိစီးခဲ့ရပါတယ်။ အက်ဒီတာကဂျွန်ရက်ကောမစ်ကိုချက်ချင်းရက်ပြီးအိမ်ပြန်ကအသစ်ကနေပြန်ဆိုဖို့ပြောပါတယ်။ဘာကြောင့်လဲဆိုတော့ဂျွန်ကိုကောမစ်ရေးတဲ့အလို့ကိုလက်လျှော့စေချင်လို့ပါ။ ဒါပေမဲ့ကျွန်းကတော့အယုံမပေးပဲပထမဆုံးအလုပ်အနေနဲ့သူ့ရဲ့လုပ်ခလာစာကိုပဲတောင်းလိုက်ပါတယ်။တကယ်တော့ကျွန်းမှာပိတ်စာမရှိုံသားမကပါဘူး။အဓိကအချက်ကသူကအေဒီတာရဲ့စကားအတိုင်း stock share များကိုအိမ်ပေါင်းသီးဝယ်ခဲ့ကမကြခင်ကပဲအားလုံးကိုဆုံရှုံသွားခဲ့ပါတယ်။ဒီအကြောင်းကိုမီနာတာသိရင်ကျွန်းကသူ့အသက်ရှင်မှာမဟုတ်ကြောင်းအေဒီတာကိုတာဝန်ယူဖို့ပြောပြလိုက်ပါတယ်။ ဂျွင်ကနောက်ဆုံးလောက်အားကိုတောင်းဆိုတဲ့အခါအက်ဒီတာကစာပွေအောက်ဝင်ပြီးသူ့လက်အရာအလုံးဆုံးရှုံးသွားပြီလို့ဂျွင်ကိုပြန်ပြောလိုက်ပါတယ်။နှစ်ယောက်စလုံးဒုက္ခအတူတူရောက်နေမှတီးလိုက်ရတော့ဂျွင်လည်းတပြင်းချေပြီးအချားနီးလန့်ရှာဖို့လိုပြီးဆိုတာသဘောပေါက်လိုက်တယ်။အချင်းခဏစဉ်းစားပြီးနောက်မှာတော့ဂျွင်ကအွန်လိုင်းကဝေဖန်မှုတွေကိုအရင်မလွတ်တော့ဘဲလက်မလျှော်ဖို့ဆုံးဖြတ်လိုက်တယ်။ မကြခင်မှာကျွန်းတရောက်စိတ်ကူးတစ်တခုရခဲ့ပါတယ်။ဒီတခါတော့နီးပညာကုမ္ပဏီကြီးတခုကနေ AI နီးပညာခိုးယူတဲ့ဇလံကိုပေတာပုတ်ကလေးကကုမ္ပဏီရဲ့အဖော်အာယုံစိုက်ပြီးသူ့ရဲ့ဇလံအစီအစဉ်ကိုတည်တည်ချာချာရေးဆွဲခဲ့ပါတယ်။ရဇဝတ်သားတွေကအရင်ဆုံးမိခိုးပုံးနဲ့မိအတုကိုဖန်တီးပြီးအဆောင်အုပ်ကိုအရင်ထိန်းချုပ်လိုက်ပါတယ်။လူနာတင်းရင်ရောက်လာတဲ့အခါဈေးဝင်ထမ်းအတွင်းယူထားတဲ့ရဇဝတ်သားတွေဟာအဆောင်အုပ်သူ့ကိုအလွေတကူ database ကိုဝင်ရောက်ရှာဖွေပြီး AI နည်းပညာကိုကူးယူပြီးနောက်ထွက်ခွာသွားချိန်မှာဘုံးတွေတက်ဆင့်ခဲ့ပါတယ်။ အဓိကဇာတကောင် protagonist ရောက်လာတဲ့အခါမှာတော့နောက်ကျသွားပြီဆိုတာသိလိုက်ရပြီးဒါဟာနောက်အခန်း chapter အထက်ပြီးပြည့်စုံတဲ့အချိန်ဤထစ်ခဲ့ပါတယ်။အဲဒီတာဟာဒီဇလန်အထက်ကိုကြားတဲ့အခါဒါမှစစ်မှန်တဲ့ရုပ်ပြလို့စိတ်လှုပ်ရှားစွာအော်ပြီးအောင်ပွဲခံခဲ့ပါတယ်။ဂျူးနဲ့အဒီတာတို့ဝမ်တာအားရရက်တော့ပြီးညလုံးမောက်အလိုလုပ်ပြီးတော့ရုပ်ပြထွက်လာတဲ့အခါစာဖတ်သူတွေအထူးစိတ်လှုပ်ရှားပြီးအရင်ကဝေဖန်ခဲ့သူတွေပါယူသွက်တဲ့အထိထစ်သွားကြပါတယ်။ ဟိုင်ရန်ကဆက်သွယ်ပေးလိုက်တဲ့ချိတ်ဆက်မှုကြောင့်ချီယန်ဆိုတဲ့ art collector ဒီလောက်ကမီနာရဲ့ gallery မှာရှားပါတဲ့အမှုပညာလက်ရာတွေကိုပြသဖို့သဘောတူခဲ့ပါတယ်။မီနာမသိတာကချီယန်က collector မဟုတ်ပါဘူး။သူကရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်သမားတယောက်ပါပဲ။အဲ့ဒီညမှာပဲချီယန်ကဂျွန်းရဲ့နောက်ဆုံး comic ကိုကြည့်လိုက်ပြီးတော့အချိန်မပြုံးပဲသူနဲ့သူ့လူတွေက comic ရဲ့အသေးစိတ်အချက်အလက်တိုင်းကိုအစစ်အမှန်ဖြစ်အောင်လုပ်ဆောင်ခဲ့ကြပါတယ်။ ချီရမထင်မှတ်ထားလာကဂျွန်ရဲ့စိတ်ကူးရင်ဇလန်းဟာလက်တွေ့နဲ့ထက်တူကြလို့နေချင်းပါပဲမိုးကောင်းကင်တစ်ခုလုံးကိုထိန်းလင်းစေတဲ့မိသံကြီးတစ်ခုနဲ့အတူအဲ့ဒီဖြစ်ရတာရေပန်းစားနေတဲ့ရှာဖွေမှုအလုံးရဲ့ထိတ်ဆုံးကိုချက်ချင်းရောက်သွားခဲ့ပါတယ်ကျွန်းတရားချက်ချင်းဆိုလိုပဲပြည်သူရန်သူနံပါတ်ကထက်သွားခဲ့ပြီးမီဒီယာတွေကအမျိုးသားလုံခြုံရေးကိုအန်တရာယ်ပြုတ်တယ်ဆိုပြီးအကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ် ် NIS ညွှန်ကြားရေးမှူးကဒီအကြောင်းကိုတည်သွားတဲ့အခါဒေါသတကြီးနဲ့ရိုင်းဆိုင်တဲ့တရားစံတကောင်လို့အော်ဟစ်ပြီးဒါကယူကိုဂျွန်းကိုချက်ချင်းခေါ်လာဖို့အမိန့်ပေးခဲ့ပါတယ်။အချိန်မှာတော့ဂျွန်းဟာမီနာလုံနိုးလိုက်တဲ့အထိမူမူနဲ့အေ့ပျော်နေဆဲဖြစ်ပါတယ်။မူဝေဘီရှုပ်ထွေးနေတဲ့ဂျွန်းတယောက်ဟာသူဟာတနင်္ဂနွေကလိုက်ရှာနေတဲ့အသေးကပြစ်မှတ်ဖြစ်နေပြီဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူး။ဘာတွေဖြစ်နေမှန်းဂျွန်းနားမလည်ခင်မှာပဲအေဂျင့်တွေတကားဝူကိုရောက်လာပါပြီ။ ဇနီးတေမီနာကတူမခင်ပွန်းရဲ့စီသဘောထားကိုဘဲတုံးကမှတန်တရာမဝင်ခဲ့ပါဘူး။တူမခင်ပွန်းကတိုက်ခိုက်မှုနောက်ွယ်မှာရှိနေဖို့လုံးဝမဖြစ်နိုင်ဘူးလို့ခိုင်မာစွာအခိုင်အမာညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ NIS ညွန်ကြားအေမှုကတော့အချိန်ဆွဲမနေပဲအကြီးစားဘုံကလုံးကိုကျဲချလိုက်ပါတော့တယ်။အဲဒီဘုံကတော့လျော့ဝက်ထောက်လိုင်းကြီးအချက်လက်ကြီးရဂျွန်းဟာမီနာကိုဘာမှမပြောဘဲသူတို့အင်ကိုလျော့ဝက်စွာပေါင်နှံခဲ့ပြီးစတော့ရှယ်ယာတွေမှာယင်းနီမြတ်နှံခဲ့တယ်လို့မီနာကိုပြောပြလိုက်ပါတော့တယ်။ အခုတော့သူဟာအတွင်းခံအထိပဲမကြံတော့ပဲအာနုံဆုံးရှုံးသွားခဲ့ပြီးထွက်ပါတယ်။မီနာလည်းတုံလို့အနာတင်သွားပြီးစစ်စေးမီမြတ်နေတဲ့အခန်းတစ်ခုလုံးဟာအိမ်တွင်းရရဘေးအန်ဒရီဆုံဖိပြောင်းလဲသွားခဲ့ပါတော့တယ်။ပယန်းပတာထိနေတာကိုမြင်တော့ဒါရိုက်တာဟာမီးကိုလုံစာထတ်ထည့်ချလာပါတယ်။ဒါကြောင့်ပိုကြီးတဲ့ဘုံတလုံးထတ်ကျဲချလိုက်ပါတယ်။ကျွန်းနဲ့မတွေ့ခင်ကမီနာဟာကလပ်လောကမှာဘသူမှမငင်နိုင်တဲ့မင်းသမီးတဦးဖြစ်ပြီးစက္ကန့်60အတွင်းအမျိုးသားတိုင်းကိုဆွဲဆောင်နိုင်သူအဖြစ်နာမည်ကြီးထည့်တယ်လို့သူကဖော်ထုတ်လိုက်ပါတယ်။ ကိုယ့်ရဲ့လူရွက်ချက်ထောပေါ်လာလို့အကြီးအကျယ်ရှက်ရွံ့နေရတဲ့မီနာဟာမြေကြီးထက်တူပြီးပုန်းချင်စိတ်ပေါက်သွားပါတယ်။ထိန်းသိမ်းခံထားရစဉ်ဂျွန်တီလိုက်ရတာကကိုရီးယားတဲ့ကိုလူရွက်ဝင်လာတဲ့ရန်သူ၃ဦးကသူ့ကိုပြစ်မှတ်ထားနေတာပါ။ဒါကယူနက်ချီယိုကလူရွက်ကာကွယ်ပေးနေတာကိုသိလိုက်တော့ဂျွန်လည်းအရန်ကြီးစုတင်ပြီးသူတို့၃ဦးဟာတသက်တကြွနီးကီကိုရီထိဖို့ကတိပြုခဲ့ကြပါတယ်။ ဂျွန်းဟာယန်သူကကောမစ်ကိုကူးချနေမှန်းတိတာကြောင့်ကောမစ်နဲ့နော့ကွယ်ကတရားခံအစစ်ကိုထွက်လာအောင်လုပ်ဖို့ရာဇဝတ်မှုနေရာအဖြစ်ဘန်တစ်ခုကိုရွေးချယ်ပြီးထောင်ချောက်ဆင်ခုစ조사ခဲ့ပါတယ်ဂျွန်းကကောမစ်ကိုအွန်လိုင်းတင်ပြတာနဲ့တရားခံဖမ်းဆီးမှုရဲ့အောင်မြင်မှုဂုဏ်ကိုကိုယ်တိုင်သာရယူလို့ဒီ NIS အကြီးအကဲကဟာလုံခြုံရေးကိုအကြောင်းပြပြီးဂျွန်းနဲ့သူ့တငယ်ချင်းတွေကိုတာဝန်ထမ်းဆောင်ခွင့်တရားဝင်ပေးပင်လိုက်ပါတယ်။ ဒါကြောင့်ဒါဂါ unit CEO ကို NIS ရုံးချုပ်မှာထိုင်ဆောင်ခိုင်းပြီးအဓိကပြစ်မှတ်ဖြစ်နေတဲ့ဂျွန်းကိုတော့လုံခြုံရေးအိမ်မှာတေးချခွဲပြီးအသင့်ဆောင်ခိုင်းခဲ့ပါတယ်။ 台上人表演那来打个有那汽油的话，有的也把忙庙里们抬到钱嘛喂，还有人是搞前队三个也来报道嘞。四新也得过来把你们弟弟几内了嘛，打个有那汽油的你要弄哈，而且也嘛到免里门面声龙跟老昂，那庙你叫爸呗。那你人嘛咯，还有人请了本起表哥看嘛哥，打个有那汽油的你要弄，本起里的哥几个一比一话打开招牌嘞。你要弄哈，而且有两片，一片人空里站在庙里，多少人那片也么来，还有个庙里也来一开一单。 မှာလက်နကိုင်အကျန်းဖတ်သမားတစုဟာပြကန်းလေးကိုဝင်ရောက်လာခဲ့ပါတော့တယ်။အချစ်သူရဲကောင်းလေးဒါကယူကဟိုင်ရန်ကိုထွက်ပြေးကိုပြောလိုက်ပါတယ်။ဒါပေမဲ့ဟိုင်ရန်ကရုတ်တရက်တနက်ဆွဲကန်လိုက်ပြီးသူတို့အန်အားတင်ကြီးတို့မှာပဲချီရန်ရဲ့ရင်ခွင်ထဲခုန်ဝင်ကအရှက်မချီအားရပါရအနှမ်းရှုပ်လိုက်ပါတယ်။အဲ့ဒီအခါမှာနှစ်ယောက်စလုံးဟိုင်ရန်ဟာသူ့လျိုအဖွဲဝင်မှာနောက်ဆုံးတော့တိလိုက်ရပါတော့တယ်။ ဖမ်းဆီးခံရပြီးချီယန်ရဲ့အခြေဆိုင်စခန်းကိုပြန်ရောက်တော့ချီယန်က Hellscape လက်နက်ဘဲမှလဲလို့တဲ့တဲ့မမပဲမေးလိုက်ပါတယ်။ဒါမြောက်ကိုရီးယားကဆိုဗီယက်နိပညာဟောင်းကိုတုံးပြီးတန်ကိုရီးယားအစိုးရကိုဖြုတ်ချဖို့ရည်ရွယ်ခဲ့တဲ့တဲဆောင်နိုင်သောနျူကလ িয়ার ဘုံးတလုံးဖြစ်ပါတယ်။ဒီအစီအစဉ်ကိုရပ်တန့်ဖို့ NIS ကဂျူန်ကိုမြောက်ကိုရီးယားရဲ့လူအဝတ်ပို့ပြီးအခက်အခဲများကြားမှဘုံးကိုခိုးယူခိုင်းခဲ့တာဖြစ်ပါတယ်။ ဘသူမှမမြောက်လင့်ထားပဲတောင်နဲ့မြောက်ဆက်စံရေးတိုးတက်လာပေမဲ့လည်းမြောက်ကိုရီးယားကခိုးယူခံရတဲ့လက်နက်အတွက်လက်ဆောင်းခြေတဲ့အနေနဲ့ရက်ဆက်တဲ့တုတ်တင်ချင်းလင်းမှုဆက်တင်ခဲ့ပါတယ်။အဲဒီမှာချီယန်ရဲ့မိသားစုလည်းကွက်မြက်ခံခဲ့ရပါတယ်။ချီယန်ဟာတုတ်တင်မှုကနေလက်မြောက်ခဲ့ပြီးလက်ဆောင်းခြေဖို့အတွက်နျူကလ িয়ার ဘုံးကိုပြင်ခိုးယူကာတောင်ကိုရီးယားကိုဖျက်ဆီးဖို့တိတ်တဆိတ်စီစဉ်နေခဲ့တာပါ။ဒီအစီအစဉ်ကိုတည်သွားတဲ့ဒါဂီယိုဟာလက်နက်တီနေရာကိုဘယ်တော့မှမပေးဘဲငင်းဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ဟာယန်ဟာဒါကာယူနဲ့အရက်တော့ချင်းတွေ့တော့မူရည်နေတဲ့ဒါကာယူစီကနေဘုံရဲ့တင်းနေရာကိုဆွဲထုတ်နိုင်ခဲ့ပါတယ် NIS အကြံအများစုကဗန်မှာအယောင်ပြထားတဲ့တယ်လုံးစဲတွေကိုလိုက်ချနေတော့ချီယန်ဟာအချိန်မပြုံးပဲကာကွယ်ရေးကိုဖောက်ဖျက်ပြီးလွယ်လွယ်ကူကူဝင်ရောက်နိုင်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ဒါကာယူဟာစဲရီကိုနိုးပြီးဂျွန်းတို့တတိပေးဖို့အချိန်ရခဲ့ပါတယ်။ ချီယန်ဟာထုတ်ဝေရေးယုံကိုလူတွေပို့ပြီးအက်ဒီတာကိုဒါစာခံဖန်စီကနောက်ဆုံးထွက် webtoon အခန်းမှာဇလန်းကိုကောက်ချစ်စွာလက်ပြီး the like protagonist ဖြစ်တဲ့ဂျွန်းကိုတိုင်ကစိုးမျိုးကိုမိတိုက်ဖို့ nuclear bomb ကိုတုံးဖို့စီစဉ်နေတဲ့အကြမ်းဖက်သမားတယောက်အဖြစ်ရေးဆွဲလိုက်ပါတော့တယ်ချီယန်တင်လိုက်တဲ့ရုပ်ပြအပိုင်းချောင်း online မှာပေါက်သွားပြီးမိနစ်ပိုင်းအတွင်းတနိုင်ငံလုံးထိတ်လန့်တုံ့လုတ်သွားစေခဲ့ပါတယ်။ကန်ကောင်းနာကဂျွန်းရဲ့ညွန်ချက်ချက်ကိုယုံကြည်နေစေဖြစ်တဲ့မီနာကဒါကယူရိုနှစ်ယောက်လုံးကိုအချိန်မီကဲတင်နိုင်ထဲလိုက်ပါတယ်။ ဂျွန်းတိုလောင်ယုံရောက်တဲ့အခါချီယန်ကနျူကလ িয়ার ဘုံးကိုခိုးယူပြီးသားဖြစ်နေခဲ့ပါတယ်။ဂျွန်းကိုမီနိုချီယန်ဟာသူ့လက်စားချင်မှုမအောင်မြင်မှာကိုစိုးရိမ်လို့ဂျွန်းရဲ့ရန်သူ၃ယောက်ကိုအာယုံလွဲကိုလွှတ်ပြီးဘုံးနဲ့ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ချီယန်ဟာဂျွန်းရဲ့စွမ်းရည်ကိုအထင်သေးခဲ့ပါတယ်။ရက်ဆက်တဲ့တိုက်ခွဲမှာဂျွန်းဟာရန်သူ၃ယောက်လုံးကိုမနာတမ်းအလဲထိုးခဲ့ပါတယ်။ဂျွန်းခေါင်းမိုးပေါ်ရောက်တော့ချီယန်ကရဟယင်ကိုနိုဘီတာထည့်နေပါတယ်။ဂျွန်းဟာရဟယင်ပိုင်လတ်ကိုဖိချပြီးချီယန်ကိုတယောက်ချင်းလက်ချင်းလက်ရင်ဆိုင်ဖို့အော်ခေါ်ခဲ့ပြီးမဲ့ချီယန်ကတဘောမတူပဲတင်းနဲ့နဲ့မယမ်းမနာပိတ်ခတ်ခဲ့တာကြောင့်ဂျွန်းကပုံနေခဲ့ရပါတယ်။ချီကုံသွားချိန်မှာချီအိုနဲ့ဒါဂျူတို့လိုက်လာခဲ့ပြီးသူတို့၃ဦးဟာရန်သူတွေနဲ့တိုက်ခိုက်ခဲ့ကြပါလေ။ CO ဟာသူ့နဲ့ရန်သူကိုအနိုင်ယူပြီးဒါဂျူကလည်းအနိုင်ရနေတော့ခေါင်မောပေါ်ကကြလူနီပါဖြစ်နေတဲ့ဟိုင်ယန်ကိုမြင်လိုက်ရပါတယ်သူရဲ့ဆုံးဖန်ချက်မမှန်တီပဲမဲ့ကဲတင်လိုက်တဲ့အခါဟိုင်ယန်ကကျေးဇူးတင်မဲ့အစားဒါဂျူပောင်ကိုဒါနဲ့ထိုးသွင်းလိုက်ပါတယ်။ဒါနဲ့ဒါဂျူတယောက်အသေးကလေးကွဲပောင်ကလည်းပြဲနေတော့ပါပဲ။ချီအိုဟာဒါဂျူအသက်အန္တရာယ်ရှုတာမြင်တော့ဟိုင်ယန်ကိုချက်ချင်းတွန်းချပြီးဂျမ်းပြင်ပေါ်တို့အာကုန်ကန်ချလိုက်ပါတယ်။နောက်ဆုံးထိတ်တိုက်ရင်ဆိုင်မှုဟာဂျူးနဲ့ချီယန်ကြားဖြစ်ပေါ်လာပါတယ်။ နှစ်ယောက်လုံးတိုက်ရင်ခိုင်ရင်နဲ့ဂျွန်းကဧကထဲမှာပေါ်လာတဲ့ comic writer ဘဝအစာကအမတ်တရားတင်းထားတဲ့ခဲတံနဲ့ချီယန်ရဲ့ဖခုံးနဲ့လက်ဘင်းကိုထိုးသွင်းလိုက်ပါတယ်။ဂျွန်းဟာဘုံကိုရက်တံဖို့စ조사တော့ချီယန်က control panel ကို pick up ဖြတ်စည်းလိုက်ပါတယ်။ဘုံကိုဖြတ်သိမ်းဖို့နီလမ်းမရှိတော့တဲ့အတွက်ရရက်တာတွေထိခိုက်မှုရှောင်ရှားဖို့တမှုရရာပေါ်မီတာ3000အမြင့်မှာပေါက်ကွဲအောင်လုပ်ရမယ်တခုတည်းအော်ဖေရှင်းချက်သာကြံပါတော့တယ် ချီအိုဒါဂီယူနဲ့ဂျွန်းတို့သုံးဦးတည်းကတီးဟာဘုံနဲ့အတူရဟညင်ကိုမောင်းဖို့အတွက်ကြောက်တုံးစကူကချေလောက်ချရပါတော့တယ်။အဲ့ဒီအချိန်မှာပဲကန်ကောက်လွန်းနဲ့ဂျွန်းကပဲရဟညင်ကိုမောင်းဖို့တာဝန်ကျလာပါတော့တယ်။ဂျွန်းဟာဝမ်းနဲ့စွာနဲ့နှစ်ယောက်လုံးကိုလက်သီးတစ်ချက်စီအပြင်ထိုးပြီးဘုံနဲ့အတူရဟညင်ကိုစီးနှင်းထွက်ခွာသွားခဲ့ချိန်မှာပဲချီအိုကဂျေဇူးပဲလို့ဂျွန်းကိုလမ်းအော်ပြောလိုက်ပါတယ်။ရဟညင်ထဲကနေဂျွန်းဟာမီနာကိုနောက်ဆုံးနှုတ်ဆက်စကားအထိမိလျက်ကြကဖုန်ခေါ်ခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းရဟန်းရဟန်းမိုးကောင်ကင်မှပေါက်ကွဲသွားမယ်မယ်ခဏအကြာမှာတော့ဂျွန်းကသူ့အသက်ရှင်တဲ့အကြောင်းဒါဂျူးကိုဖုံးဆက်ပြောခဲ့ပါတယ်သူဟာပေါက်ကွဲမှုမဖြစ်ခင်ဖိနက်ဂျိုးနဲ့လေရင်ထိန်းချုပ်မှုကိရိယာကိုခြီးပြီးတမှုရိယာတဲ့ကိုခုံဆင်းခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်အဖွဲသားတွေကမ်းရိုးတန့်ကိုပြေးသွားကြတော့လှိုင်းဒီထဲကနေသူ့ကိုယ်သူဆွဲထုတ်နေတဲ့ဂျွန်းဟာဇနီးတဲ့နဲ့တမီးနဲ့မိရေဆက်လက်ပြန်လဲဆုံစည်းခဲ့ပါတယ်။